မင်္ဂလာပါရှင်ခေတ်သစ်တရင်ဌာနကနေတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ဆက်လက်ပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘိုးချုပ်မျိုးမင်းထွေးကိုလက်ပေးလက်ယူမှုစစ်စင်ရေးကြာရှုံးမှုများဖြင့်ယာရုမဖေရှားစစ်ခုံရုံတင်ကလောစစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီးဘုံမှုချုပ်ကျော်သူရကိုနမခတိုင်းမှုအသည့်အဖြစ်ခန့်အပ်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဇကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှဘူချုပ်မျိုးမြင့်ထွေကိုလက်ပေးလက်ယူမှုစစ်စင်ရေးချရှုံးမှုများဖြင့်ရာတို့မှဖေရှားစစ်ခုံရုံတက်လိုက်ပြီးကလော်မှစစ်ဦးစီးတက်ကတူကျောင်းအုပ်ကြီးဘုံမှုချုပ်ကျော်သူရောက်ကိုတိုင်းမှုအသည့်ဖြင့်ခန့်အပ်လိုက်ကြစစ်ဘက်တရေရေးမြများထံမှသိရပါတယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုအသည့်ဖြစ်လာသောဘုံမှုချုပ်ကျော်သူရောက်မှကလောစစ်ဦးစီးတက်ကတူကျောင်းအုပ်ကြီးအဖြစ်မှတိုင်းမှုရာဒူတို့ရာဒူတို့ပြောင်းရွှေ့လာခြင်းဖြစ်ပါတယ်။၎င်းမှာစစ်တက်ကတူအပတ်စဉ်၄၀မှဖြစ်ပြီး နိုင်ငံတော်ကကွယ်ရေးတက်ကတ်တော်အမှတ်ခွနှင့်စစ်စင်ရေးကိုကဲမှုဌာနချုပ်မှုစစ်ဦးစီးတက်ကတ်တော်တို့တွင်ယာတူတာဝန်များကိုထမ်းဆောင်ခဲ့သူဖြစ်ပါれ။လက်ရှိအနေအထားအရဆိုရင်ပူစာတာကကျောင်းအုပ်ကြီးတွင်စစ်တိုင်းမှုနှစ်ယောက်ဖြစ်နေတာကိုတွေ့ရတယ်။စာယခဘတ်မှလည်းဘိုးချုပ်ကျော်ကျော်ဟန်လည်းပူစာတာကျောင်းအုပ်ကြီးပြီးရင်အခုအစ်စ်ရောက်လာတဲ့ကျော်သူရကလည်းပူစာတာကျောင်းအုပ်ကြီးပဲပေါ့။နောက်ပူစာတာကျောင်းအုပ်ကြီးကိုဘယ်သူခန့်နေဆိုတာတော့ကျွန်တော်တို့လိုက်ပြီးတော့စုံစမ်းနေစေပဲရှိအောင်မင်း။ ဒါပေမဲ့မြောက်လိုင်းအနေနဲ့တော့အခုနောက်ပိုင်းကြည့်ရင်ကျောင်းအုပ်ကြီးတွေပဲထောက်လျှောက်ပေါ့နော်စစ်တကတို့ကျောင်းအုပ်ကြီးတွေရောဥစားတကျောင်းအုပ်ကြီးတွေရောစစ်တိုင်းမှုတွေအဖြစ်ရရဆက်ဆက်ပေးလာနေတယ်ပေါ့အခုလက်ရှိနောက်ဆုံးထမ်းဆောင်နေတဲ့ကျောင်းအုပ်ကြီးတွေပေါ့ကျောင်းအုပ်ကြီးတွေကစစ်တိုင်းမှုရထားထားတဲ့လူတွေပဲအဲ့ဒီတော့ကျောင်းအုပ်တွေအချင်းချင်းပြိုင်လာကြမယ့်အနေအထားမျိုးကိုတွေ့ရတယ်ဟုစီဒီအမ်ဘူကြီးစင်ယောကသုံးသပ်ပြောဆိုပါတယ်။ရခိုင်တိုင်းမှုဟောင်းဘုံမှုချုပ်မျိုးမထွေကိုဇကိုင်းတိုင်းနှင်းချင်းပြည်နယ်အတွင်းစစ်စစ်ရေရှုံးနေမှုများအမိတ်မနာခံမှုများကြောင့် နိုဝင်ဘာလဒုတိယအပတ်မှစတင်၍ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီးလူစစ်ကောင်ဆောင်စိုးဝင်းကိုယ်တိုင်ကြီးကြပ်ကိုကဲစစ်ဆေးခဲ့ကြောင်းရင်းနှောင်းလက်ပေးလက်ယူမှုရွှေတူးဖော်ခွင်းနှင့်တရားမဟုတ်ဝင်တစ်ထုတ်လုပ်ခွင့်များစွာကိုလည်းလက်ငွေကြေးများစွာရယူခဲ့ပြီးခွင့်ပြုမှုများလည်းပေါ်ပေါက်လာသဖြင့်ယာရုမှဖေရှားစစ်ခုံရုံးတင်ထားပြီးဖြစ်ကြောင်းသိရပါသည်စက်တင်ဘာလ20ရက်နေ့ဇကိုင်းတိုင်းဗမောင်းမြို့ကိုတော်လည်ရေးတံများကသိမ်းပိုက်သွားခြင်း စကိုင်းတိုင်းတွင်ထိုးစစ်ဆင်နေသောစစ်ကြောင်းများကြာဖြတ်တိုက်ခိုက်ခဲ့ရပြီးချေမုံခန့်ရခြင်းအပါအဝင်စစ်စင်ရေရှုံးနေမှုများကြောင့်အနောက်မြောက်တိုင်းစစ်ဌာနောက်ကျုပ်တိုင်းမှုဘုံမှုကျုပ်မျိုးမင်းထွေကိုစစ်တပ်ကဖမ်းဆီးကာယာရုမှဖေရှားခဲ့ခြင်းဖြစ်ပါသည်။အနောက်မြောက်တိုင်းစစ်ဌာနောက်ကျုပ်တိုင်းမှုဘုံမှုကျုပ်မျိုးမင်းထွေကိုနိုဝင်ဘာလ10ရက်နေ့ဥပိုင်အမျက်ငွေများတွဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင်နောက်ဆုံးတွေ့မြင်ရပြီးရင်းနောက်ပိုင်းလူမြင်ကွင်းမှပျောက်ကွယ်သွားခြင်းဖြစ်ပါသည်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်မှုဘုံမှုချုပ်မျိုးမင်းထွေသည်အလုတ်တင်ဖို့တင်နန်းဒေသ26မှာဖြစ်ပြီးတမ17လောက်ကင်ဒေသကိုကဲမှုစစ်ဌာနချုပ်ကြောင်မဲအမတ်1စစ်စီရေးကိုကဲမှုစစ်ဌာနချုပ်တို့တွင်တမမှုတာဝန်ယူခဲ့ပါတယ်2024ခုနှစ်ဩဂုတ်3ရက်နေ့ကိုကံ MNDAA နှင့်ပူပေါင်းတက်များကအရှိမြောက်တိုင်းစစ်ဌာနချုပ်ရှာမခရှိသည့်လာရှိုးကိုတင်စင်တိုင်းမှုဘိုချုပ်စိုးတက်တိုင်းစစ်ဦးစီးချုပ်ဘုံမှုချုပ်တန့်ထင်စိုးရုံနဲ့အတူဘုံမှုချုပ်မျိုးမင်းထွေကလည်း ကိုခန့် MNDAA ထံတွင် လက်နက်ချအညံ့ခံခဲ့ပါသည်2024ခုနှစ်ဒီဇင်ဘာလ18ရက်နေ့လာရှိုးတိုက်ပွဲတွင်လက်နက်ချအညံ့ခံခဲ့သည့်ဗိုလ်မှူးချုပ်မျိုးမင်းထွေးကိုမင်းအောင်လိုင်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုအဖြစ်ခန့်အပ်ခဲ့ပါသည်ဆက်လက်ပြီးအကြံဖတ်စစ်တပ်က905ကကြီးဖြင့်ထောင်ချထားသော924ဦးပြန်လွှတ်ပြီးအမှုဖွင့်ထားသူ9580ဦးတို့ကိုအမှုပိတ်သိမ်းမည်ဟုဆို နိုင်ငံရေးအကျဉ်းသားအများစုမှအကြမ်းဖက်တိုက်ဖျက်ရေးပုံမှမတရားအသိဥပဒေဖောက်ခွဲရေးပုံမှရွေးကောက်ပွဲနှောက်ယှက်သူများဥပဒေများအပါအဝင် မတရားဥပဒေများဖြင့်ဖန်ဆီးထားခြင်းဖြင့်စစ်မှန်သောနိုင်ငံရေးရည်ရွယ်ချက်မဟုတ်ဘဲအမေရိကန်အသိမှတ်ပြုရရန်စစ်တပ်ကလုပ်နေတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အချမ်းဖတ်စစ်တပ်ကနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုပုံမှန်905ကကြီးဖြင့်ထောင်ချထားသော824ဦးကိုပြန်လွှတ်ပေးပြီးအမှုဖွင့်ထားသူ9580ဦးတို့ကို အမှုပိတ်သိမ်းပေးမည်ဟုယနေ့ထုတ်ပြန်ကြေညာတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အကြံဖတ်စစ်တပ်ကအကျဉ်းသား824ဦးကိုပုံမှန်905ကကြီးဖြစ်ပြစ်ဒဏ်လွညင်ခွင့်ပြုခြင်းအကျဉ်းသား2361ဦးကိုပုံမှ905ကကြီးဖြင့်ထောင်ချထားမှုကိုလူငိမ့်တက်တာခွင့်ပေးကြောင်းပုံမှ905ကကြီးဖြင့်အမှုဖွင့်ခံထားရပြီးထွက်ပြေးတင်းရှောင်နေသူ9580ဦးတို့ကိုအမှုများပိတ်သိမ်းကြောင်းစစ်တပ်ကယနေ့ညပိုင်းထုတ်ပြန်ပါတယ် အမေရိကန်ကမြန်မာနိုင်ငံရဲ့အခြေအနေထိုးတက်လာပြီးဟုကြေညာပြီး TPS ကိုဖျက်သိမ်းလိုက်ပြီးနောက်စစ်တပ်ကရွှေခောက်ပွဲတွင်မဲပွေးခွင့်ရှိသူအလုံးလွတ်လပ်မြတ်စွာမဲပေးနိုင်ရေးဟုဆိုကောင်းထိုးထိုးထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ပြည်တွင်းရှိနိုင်ငံရေးအကျဉ်းသားဟောင်းတအူကစစ်တပ်၏ထုတ်ပြန်ချက်မှာအမတ်တကယ်နိုင်ငံရေးရည်ရွယ်ချက်ဖြင့်ထုတ်ပြန်ခြင်းမဟုတ်ပေ။အမေရိကန်၏အတိမတ်ပြုမှုကိုရရှိရေးစူးစမ်းမှုသာဖြစ်ကြောင်းနိုင်ငံရေးအကျဉ်းသားအများစုမှပုံမှန်905ကကြီးတစ်ခုတည်းမဟုတ်ပေအချမ်းဖြတ်တိုက်ဖြတ်ရေးပုံမှန် မတရားအသည့်ဥပဒေဖောက်ခွဲရေးပုံမှားရွေးကောက်ပွဲနှောက်ယှက်သူများဥပဒေများအပအဝင်မတရားသောဥပဒေပုံမှားများဖြင့်ဖန်ဆီးထားခြင်းဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါရယ်တကယ်နိုင်ငံရေးအပြောင်းလဲဆိုရင် လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နှင့်တမရဦးဝီမြင့်တို့ကိုလွတ်လေ NDCEC တွေအားလုံးကိုလွတ်လေအခုကလည်းအမေရိကန်အသိမှတ်ပြုမှုရဖို့ဥရဖာရဟန်ရေးပြတဲ့အလုပ်ချလုပ်တာပါမတရားစစ်အာဏာသိမ်းထားတာဟုပြည်တွင်းမှနိုင်ငံရေးအကျဉ်းသားဟောင်းတအုပ်ကသုံးသပ်ပြောဆိုပါရယ် ဆက်လက်ပြီးရွေးကောက်ပွဲအတူနီးကပ်လာတဲ့အမျှအကြီးလေးတဲ့နိုင်ငံတကာရာဇဝတ်မှုများကိုမြန်မာစစ်တပ်ကျူးလွန်နေကြောင်း IMM ထုတ်ပြန်နေဆွဲတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာ28ရက်မှာနိုင်ငံရေးထွက်ပေါက်အဖြစ်အတူရောက်ရွေးကောက်ပွဲကျင်းပဖို့ကြိုးပမ်းနေတဲ့အာနာသိန်းစစ်တပ်ဟာလက်ရှိရွေးကောက်ပွဲအကြိုကာလတွေမှာနိုင်ငံအတွင်းကြီးလေးတဲ့နိုင်ငံတကာရာဇဝတ်မှုများကိုကျူးလွန်နေတယ်လို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရာ IMM ကသတိပေးထုတ်ပြန်လိုက်ပါတယ်။ ရွှေကောက်ပွဲအတူအပေါ်ဝေဖန်သူတွေကိုနိုင်ငံအနှံ့ဖမ်းဆီးတာပြီးနှစ်လေးကြောင်းတိုက်ခိုက်မှုတွေတိုးမြင့်လှုပ်ဆောင်နေကြောင်းသတင်းပေးပို့ချက်များစွာရရှိထားတယ်လို့ IIMM ကဆိုပါတယ်။လွတ်လပ်ပြီးတရားမျှတမှုမရှိတဲ့ရွှေကောက်ပွဲကျင်းပတာဒါမှမဟုတ်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်တာကရန်ရရဲ့လုပ်ပိုင်ခွင့်ထဲမှာပါဝင်တဲ့ရာဇဝတ်မှုမဟုတ်ပါဘူး။ရန်ရရဲ့လုတ်ပိုင်ခွဲမှာဆေးရဆွေးမှုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့လူမျိုးပြုံးတီးစေမှုတွေမှာပါဝင်ပါတယ် ဒါပေမဲ့လေရွေးကောက်ပွဲနဲ့ဆက်ဆက်ပြီးလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်စေနိုင်တဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေနဲ့လူလူကြားမှာအကြောက်တရားပြန့်ပွားစေတဲ့အကြောင်းစိတ်ပူစရာကောင်းတဲ့သတင်းပေးပို့ချက်တွေကိုရန်ရရကလက်ခံရရှိထားပါတယ်လို့ IMM အကြီးအကဲနီကိုလစ်ခွန်ချန်ကပြောပါတယ်။အာနာသိန်းစစ်ကော်မရှင်ဟာရွေးကောက်ပွဲကိုစန့်ကျင်ဝေဖန်ရုံနဲ့ထောင်နှံ20အထိသို့မဟုတ်တည်တံ့အထိချမှတ်နိုင်တဲ့ဥပဒေကိုမတရားသဖြင့်ပြဋ္ဌာန်းထားပြီးကလေးတွေအပေါက်ဝင် ူအများအပြားကိုဖမ်းဆီးကြောင်းသတင်းပေးပို့ချက်တွေရရှိထားတယ်လို့ဆိုပါတယ်။ဒါပြင်ဥပဒေကြောင့်အရာအခြေမြင့်မရှိပဲဒါမှမဟုတ်ဥပဒေဆိုင်ရာလှုပ်ထုံးလုပ်နည်းမပါပဲဖမ်းဆီးထောင်ချတဲ့အထောက်အထားတွေကို IIMM ကစုဆောင်းနေတယ်လို့သိရပါတယ်။ဒါပြင်အကြမ်းဖက်စစ်တပ်ကတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နေရာတွေကိုပြန်လည်သိမ်းယူပြီးရွေးကောက်ပွဲကျင်းပနိုင်ရေးနေမြေချဲ့ထွင်ဖို့အတွက်အပြစ်မဲ့တဲ့အယက်သားပြည်သူတွေကိုပြစ်မှတ်ထားကလေချောင်းတိုက်ခိုက်မှုတွေပုံမှုလှောက်ဆောင်နေတယ်လို့ဆိုပါရယ် အယက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာဟာစစ်မှတ်ဥပဒေချိုးဖောက်မှုဖြစ်တယ်ဆိုတာအဖွဲ့တွေအားလုံးကိုရှင်းရှင်းလင်းလင်းပြောကြင်ပါတယ်။အယက်သားတွေကိုမရှောင်ရှားတဲ့လေကြောင်းတိုက်ခိုက်မှုတွေတာမကနိုင်ငံရေးကိုယ်စားလှယ်လောင်းတွေနဲ့မဲရေတွက်သူတွေလိုမျိုးရွေးကောက်ပွဲမှာပါဝင်သူတွေကိုတိုက်ခိုက်တာတွေဟာစစ်ရဇဝတ်မှုဒါမှမဟုတ်လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရဇဝတ်မှုမြောက်နိုင်ပါတယ်။ဒီရဇဝတ်မှုကျူးလွန်သူတွေကိုတရားဥပဒေအရအရေးယူနိုင်ဖို့အတွက်အထောက်အထားတွေကိုကျွန်တော်တို့အားသုံးခေါ်ဆိုင်စုဆောင်းနေပါတယ်လို့ IIMM အကြီးအကဲ နီကိုလတ်ခွန်ချန်ကပြောဆိုပါရယ်ပြည်သူ့ရဲ့အနေနဲ့အကြမ်းဖက်စစ်ကော်မရှင်ရဲ့ရာဇဝတ်မှုကျူးလွန်တဲ့အချက်လက်တွေရရှိထားရင် IIMM ရဲ့စစ်ကနေနံပါတ်ဖြစ်တဲ့ +41 766911208ကိုဆက်သွယ်ပေးဖို့လည်းတောင်းဆိုထားပါရယ်ကျမတင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်